မင်္ဂလာပါကျမ channel လေးကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ် အဲတကယ်တော့မနေ့ကတနင်္ဂနွေနေ့ပေါ့နော်တနင်္ဂနွေနေ့ကဒီဟိုဟာတွေဗီဒီယိုတွေ upload လုပ်ပြီးရမှာဆိုပေမဲ့နေ့မကောင်းတာတော်တော်ကြီးအချိန်နေဆိုးနေလို့ဒီနေ့မှာပဲလုပ်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့လည်းစာမတင်သေးပဲနဲ့ဒီ ER အကြောင်းပြောမယ်ပေါ့နော်ဘာလို့လဲဆိုတော့အာနောက်နေ့တင်မယ် chapter 6 ER chapter 6ကပေါ့နော်အကုန်လုံးကဒီ external response အကြောင်းပဲဒီ external response ကိုပဲအာတင်ထားတဲ့ဟာဆိုတော့အဲ့ဒီဟာမတင်ခင် intro လေးအနေနဲ့အာဒီ ER ကိုပေါ့နော်အာ6 by 6အမှတ်ပြရအောင်ဘယ်လိုမျိုးတွေပြင်ဆင်ထားမလဲဆိုတာလေးကိုအရင်ပြောပြသွားပါမယ်အရင်ဦးဆုံးသိရမှာက ER မှာအချိန်ကအာ45 minute ပေးတယ်ပေါ့နော် 45 minute ကို10 minute ကကိုကစာဖတ်မယ်25 minute ရေးမယ်နောက်ပြီးနောက်ကျန်တဲ့10 minute ကို check လုပ်မယ်ပေါ့နော်ကိုဖြည့်ထားတဲ့အဖြစ်ဆိုတော့ကျမရဲ့ experience ဆိုလို့ရှိရင်တော့တော့ passage နှစ်ခုပေးထားတယ်ပေါ့နော်ကျမအတွက်ဆိုလို့ရှိရင်အဲ့ passage နှစ်ခုထဲမှာပါပါလဲဆိုတော့ statistics တွေလည်းပါတယ်အာ total ကတော့မှတ်မိသလောက်ဆိုလို့ရှိရင်9ဘိုက်လား6ဘိုက်လားမသိဘူးရေးခဲ့တယ်ပေါ့နော် intro ရယ်ပြီးတော့ body 3ခုရယ်အာကျမထင်တာမမှားဘူးဆိုလို့ရှိရင်ဟောနောက်ဆုံး အဲဒီစာကိုလို့ပြောရမယ်ပေါ့နောက်ဆုံး body တပိုက်ကကျတော့ဒီ statistics တွေနဲ့ပတ်သက်တဲ့ဟာကိုတသက်တပိုက်ခွဲရေးလိုက်တယ်လို့ကျွန်မထင်တယ်ပေါ့နော်အဲတိတ်လည်းမမတ်မိတော့ဖြေတာကတော်တော်ကြာပြီဆိုတော့နောက်ပြီးတော့ transitional word တွေတုံးနေပြီးတော့ synonym တွေတုံးနေဒီမှာ synonym ကအဓိကအရေးကြီးဆုံးပဲပေါ့နော်ဘာလို့လဲဆိုတော့နောက်ပိုင်းကျရင်လည်းပြောမှာပါဒီ external response ဆိုတာကပေးထားတဲ့စာကိုပေးထားတဲ့စာပိုက်တွေကို summarize ပြန်ပြီးတော့ရေးတာမဟုတ်ဘဲနဲ့ discuss လုပ်ခိုင်းတာပေါ့နော်ဘေဟာကပို့ပြီးတော့ဒီစာပိုင်းတစ်ပိုက်မှာဘေဟာပို့ပြီးတော့မှန်နေဘေဟာပို့ပြီးတော့ supported ဖြစ်လေဆိုတော့ရည်ရတဲ့အတွက်ကြောင့်မလို့ကိုကသူတို့စာပိုက်ထဲမှာပေးထားတဲ့စကားလုံးတွေထဲအဲ့စကားလုံးတွေကို synonym နဲ့ပြန်ပြီးတော့ပြောင်းရေးလို့ရှိရင်အမှတ်ပိုရမယ်လို့ထင်ပါတယ်အဲ့တော့ဒီ synonyms ကအရေးကြီးတယ်အာ နောက်တစ်ခုကဘာဖြစ်လဲဆိုတော့ဒီ service တွေကိုမလိုအပ်ပဲနဲ့တိုတိုလေးတွေကိုအအများကြီးမရင်းနေပေါ့နော်ပြီးတော့အရန်ရှိဖို့လည်းမလိုတိုဖို့လည်းမလိုဘူးတိုတဲဒီမှာကျမပြလာလို့ပဲတိုတဲ9ဘိုက်ဒါမှမဟုတ်လို့ရှိရင်6ဘိုက်ပေါ့နော်အဲ့လောက်ဆိုရင်ရပါပြီအနောက် typing ပေါ့နော် typing ကကြတော့ application တို့ website တို့နဲ့လေ့ကျင့်လာဆိုတော့ကျမအစအတုန်းကတော့အဲ့လိုမျိုးလုပ်လိုက်သေးတယ်။ application တို့ website တို့နဲ့ဒါပေမဲ့နောက်ပိုင်းကျတော့အဲ့ဒီဟာက အဲကျမတို့အချိန်ပို့ကုန်နေအစိုးရကြီးကဒီတိုင်ပင်ကိုအခြေခံမရှိတဲ့လူဆိုတော့အဲ့နဲ့ကျမဘာလုပ်လဲဆိုတော့ဒီတိုင်းပဲကီးဘုတ်ကြီးကိုကြည်ပြီးတော့ကီးတော်ဟို screen ကိုမကြည့်ဘဲနဲ့ကီးဘုတ်ကိုကြည်ပြီးတော့ပဲရိုက်လိုက်တယ်အဲအဲ့ဒါပြီးွားတော့ဒီအကုန်လုံးရေးပြီးွားတဲ့အချိန်မှာကျမကအစားအနီးပြန်စစ်လိုက်ပြေပေါ့နော်ဒီကီးဘုတ်ကိုပဲကြည်ရိုက်ပြီးတော့စလုံးပေါင်းမှားရည်နောက်ဆုံးကြတော့မှပြန်စစ်လိုက်ပါတယ်โอเคကျတော့ understanding ကိုတွားရအောင်ဒီ step 1 understanding ကကြတော့နောက်ရက် တင်မဲ့ chapter 6မှာလည်းဒီရောင်းတွေကိုပြောပြောမှာပါသူက passage က2 passage ပေးပေးထားတယ်မဟုတ်လို့ရှိရင်1 passage ပေးထားတာလည်းရှိတယ်တဲ့ပြီးတော့အဲ့ဒီမှာ which argument is better support argument နှစ်ခုမှာ argument တော့နှစ်ခုပါတယ်အဲ့ဒီနှစ်ခုမှာဘယ်ဟာပို့ပြီးတော့အဲကိုလက်ခံတယ်လေကိုလက်ခံနေဟာကိုကရွေးပြီးတော့ရေးရမယ်နောက်တစ်ခု use correct grammar grammar ကို correct လုပ်ရမယ် use format တော့ format တော့နေတော့ရမယ် informal မတော့ဒီ correct grammar တော့နေတော့မယ်ဆိုတဲ့အပိုင်းမှာ ဟိုမှာနောက်ဆုံးအာဒီစာပိုက်တွေအကုန်လုံးပြီးွားတော့မှပြန်စစ်ပြန်စစ်တဲ့အချိန်ကျတော့မှဒီ grammar ကိုပြန်စစ်ပြီးတော့ပြန်ပြင်လဲရပါတယ်နောက်ပြီးတော့ writing structure ကိုသွားကြည့်မယ် don't ဘာတွေဘယ်လိုမျိုးတွေမလုပ်ရအောင်လဲဆိုတော့ use same words over time စကားလုံးတစ်လုံးလေးကိုပဲခဏခဏပြောတာ repeat same point ဒီ point တခုတည်းကိုပဲခဏခဏရေးတာတွေမလုပ်ပါနဲ့ give your personal opinion personal opinion နဲ့မပေးရအောင်တော်မှမဟုတ်ရှင် add new idea in the conclusion conclusion နဲ့မှာ idea တစ်တည်းထဲမရဘူးတဲ့ personal opinion ကဘယ်လိုမျိုးတွေလဲဆိုတော့ဒီမှာ i think လို့ i assume လို့ my opinion is တို့အဲ့လိုမျိုးဟာတွေထဲမရနေတဲ့ဒီမှာလာပြီနော် summarize the passage passage ကိုလုံးဝ summarize မလုပ်ကြဘူးသူက discuss လုပ်ပိုင်းတာဘယ်ရောက်ပို့ပြီး better spotted ဖြစ်လဲမောပို့ပြီး valid ဖြစ်လဲဆိုတော့ကို discuss လုပ်ခိုင်းနေတဲ့အတွက်ကြောင့်မို့ summarize the passage လုပ်လို့မရဘူးတဲ့ ignore one of the passage ကိုကကိုထောက်ခံတဲ့ passage တစ်ခုတည်းရောပဲယူပြီးရေးလို့မရအောင်နှစ်ခုလုံးကိုရေးပေးရမယ်အဲ့နှစ်ခုလုံးတည်းရောမှာဘယ်ဟာကပို့ပြီးတော့ ဘာကြောင့်ထောက်ခံလဲဘာလို့ထောက်ခံလဲနောက်တစ်ခုကတော့ဘာလို့မထောက်ခံဘူးလဲဆိုတာကိုရေးပြရမယ် Right super short or super long 3 or 4 is ideal တူကဒီမှာတော့3 or 4လို့တော့ပြီးတာတယ်ဒါပေမဲ့5 byte 6 byte လောက်ရေးလည်းရတယ်10 byte 9 byte လောက်ထိတော့မလိုဘူးပေါ့နော် due တဲ့အခါ clear structure clear structure ဖြစ်အောင်ရေးရမယ်ဥပမာ intro ရေးမယ်ပြီးတော့ body 1 body 2 body 3လာမယ်ပြီးတော့မှ conclusion အဲ့လိုတစ်ပိုက်ချင်းစီစာရေးစာကုန်းရေးသလိုပဲ ဆိုင်ဆောင်ရေးတယ်။အာနောက်ပြီးတော့ဗာနဲ့တူလဲဆိုတော့တချို့ဟာဒီကအမြန်မာစာအချင်းချုပ်ရေးတယ်လို့ပြောမလားအချင်းချုပ်ရေးရနေနေနေလေးပုံစံချင်းတူတယ်ပေါ့နော်နောက်တစ်ခု use evidence from both positions position တစ်ခုလုံးကလေးက position တစ်ခုလုံးမှနေပြီးတော့ evidence တွေကိုရေးရေးပြရမယ် transitional word word တုံးရမယ် formal တုံးနေရေးရမယ် grammar တွေ spelling တွေ punctuation တွေကို check လုပ်ပြရမယ်တဲ့ ောက်တစ်ခုရေးတဲ့ခါကြလို့ရှိရင်ကျမဒီမှာ transition walls တွေတက်တက်ရေးပေးထားတယ်ပေါ့နော်တသက်စုပေးထားတယ်ဘာလို့လဲဆိုတော့ကျမကလည်းတော့ကလည်းဒီလိုပဲကို passage ထဲမှာထည့်ခြင်းနဲ့ transition walls တွေကိုစုပြီးတော့မှကြက်ထားတယ်ပေါ့နော်ကြက်ထားပြီးတော့မှအပထမဦးဆုံး introduction မှာဘာထည့်မလဲ body 1မှာဘာထည့်မလဲဆိုပြီးတော့ကျမစဉ်းစားပြီးတော့ပြန်ရေးတယ်ပေါ့နော် transition world တွေရဒီမှာဒီအာဒါက to begin with တို့ first တို့ first of all all တို့ဆိုလို့ရှိရင် initially ဆိုလို့ရှိရင်ဒါတွေက introduction မှာရေးလို့ကောင်းတယ် in addition father more more over ဆိုလို့ရှိရင်ကိုကစာပိုက်ရေးနေရင်းနဲ့အာထပ်ပြီးတော့ information အစ်စ်တွေထပ်ထည့်ရင်တာပဲဖြစ်ဖြစ်တောင်မို့မဟုတ်လို့ရှိရင်စာပိုက်ရဲ့အစမှာ in addition အနည်းနဲ့ထည့်ရေးတာပဲဖြစ်ဖြစ်ဆိုဒီဟာတွေတုံးလို့ကောင်းတယ်ဓမ္မကြီး similarly likewise in the same way ဆိုလို့ရှိရင်ကိုကတူတာတွေကိုပြောတာဒီဟာကတော့ဘာနဲ့တူရဲဒီဟာကတော့ဘာနဲ့တူများသောအားဖြင့်တော့ဒီ contract လုပ်တဲ့အာ synonym sorry contract လုပ်တဲ့ဒီ transition word တွေပေါ့နော်အဲ့ဒါတွေကပို့ပြီးတော့အသုံးများတယ်ဘာလို့လဲဆိုတော့ passage 1ကတော့ဒီဟာကို describe လုပ်ထားတယ် however passage 2ကတော့ဘယ်ဟာကို describe လုပ်ထားတယ် Okay passage 1 about describe လုပ်တယ် on the other hand မှာတော့အဲဒီ passage 2က passage 1နဲ့မတူတဲ့ဟာကို describe လုပ်ထားတယ်ဆိုပြီးတော့အဲ့လိုမျိုးရေးရှင်းတဲ့ခါတွေမှာဒီဟာကိုထည့်သုံးပါတယ်ဒီ contract လုပ်တဲ့ transition word တွေကအရင်အရေးကြီးပါတယ်နောက်တစ်ခု therefore as a result consequently this you that ဘာလဲဆိုတော့ result ကိုပြရတဲ့ဟာလေ cause and effect ကိုပြရတဲ့ဟာလေနောက်တစ်ခုပေါ့နော် introduce evidence ကိုက evidence တစ်ခုကို introduce လုပ်တော့မယ်ဘယ်နေရာမှာသုံးလို့ကောင်းလဲဆိုတော့ passage တွေရဲ့အစမှာအရန်သုံးလို့ကောင်းတယ် the other states order ကတော့ဒီလိုဒီဟာကိုဘယ်လို states လောက်ထားရဲ according to the passage for example a uh, exam for example for instance နေ passage တဲမှာပါလို့ရှိရင်ပြန်ပြောင်းရေးမယ်အဲ့ဒါကအာ synonym နဲ့ပြောင်းရရတယ်ဒီလိုပဲနော်ဥပမာ passage တဲမှာ for example နဲ့ပေးထားလို့ရှိရင်ကိုကကိုစာကိုရေးတဲ့ paragraph တဲမှာ for instance လို့ပြောင်းရေးလို့ရတယ် okay ပြီးတော့ the text explain the passage support the ideas by okay နောက်တစ်ခုအဲ့ဒီ evidence ကိုပဲကိုကပြန်ပြီးတော့ explain လုပ်မယ်ဆိုလို့ရှိရင်ဘာတွေသုံးလို့ရ this suggest that this demonstrates this mean that this support the idea that ဒါလည်းအရင်အရေးကြီးပါတယ်ဒီဘိုင်းကကိုက explain ဒီ evidence တကူ explain လုပ်မယ်ဒါပေမဲ့စာကြောင်းကိုဘာနဲ့စရမှန်းမသိဘူးဆိုလို့ရှိရင်ဒီဟာရင်းနဲ့စလို့ရပါတယ်နမမလို့ရှင်ဒီရှေ့ကဒီ this တေနေရာမှာဘလို့ထည့်ရေးလို့ရတယ်ဆိုတော့ the passage 1 suggests that uh, passage 1မဟုတ်ဘူးပေါ့နော်တကယ်လို့ uh, အော်တာပေါ့နော်ဒတ်အော်တာပြီးရင်နာမည်ကတော့ဘဘဘဘဒီအောက်မှာကျွန်မပြထားတယ်ဒတ်အော်တာပြီးရောလို့ရှင်သူ့နာမည်ထည့်ရေးရင်ဒတ်အော်တာနာမည်ကတော့ဘဘဘသူက suggest that ဒါမှမဟုတ်လို့ရှင်သူ demonstrate that means that နောက်တစ်ခု the passage title okay passage title ကိုရေးချင်လို့ရှင်ဒီဒါလေးနဲ့ဒီလိုမျိုးလေးထည့်ရေးမယ်ပေါ့နော် အဲ့လိုမျိုးလေးထည့်ရေးပြီးသွားလို့ရှိရင် the passage title title ကတော့ဘာရပါအဲ့ဒါက demonstrate that means that this support the idea that ဆိုပြီးတော့နောက်ကနေအဲ့လိုမျိုးလေးတွဲလိုက်ရေးလို့ရပါတယ် conclusion conclusion နောက်ဆုံးစာပိုင်းနောက်ဆုံးစာပိုင်း conclusion လောက်တော့မဲ့အချိန်မှာဘယ်လိုမျိုးနေရေးမလဲဆိုတော့ in conclusion to summarize overall in summary ultimately ဒါတွေကဘယ်နေရာမှာတုံးလို့ရလဲဆိုတော့ကိုကအာ introduction ပဲဖြစ်ဖြစ်အ body ပေါ့နော်စာကိုယ်လေးရေးတဲ့အချိန်မှာပဲဖြစ်ဖြစ်နောက်ဆုံးစာကြောင်းမှာဘာကြောင့် ဒီ passage ကို support လုပ်လဲဘာကြောင့်နောက် passage တစ်ခုကိုက support မလုပ်ဘူးလဲဆိုရဲအဲ့လိုမျိုးရေးတဲ့နေရာမှာဒီ conclusion လေးကလည်းအသုံးဝင်ပါတယ် okay နောက်ရဒီမှာကြည့်အောင်ဒါကဘလိုမျိုးလေးရေးမလဲပေါ့နော် introduction မှာဆိုလို့ရှင် introduction စပြီးဆိုတာ ਨੇ passage ကတကယ်လို့နှစ်ခုပေးထားလို့ရှင် first passage ကဘယ်ဟာကို support လုပ်တယ်လေရေးပေးမယ်နောက် passage တစ်ခုကဘယ်ဟာကို support လုပ်တယ်ဆိုတော့အဲ့ passage နှစ်ခုထဲမှာကိုကဘယ်ဟာကိုရွေးပါလဲ ိုကဘယ်ဟာကိုရွေးပြီးတော့အဲအဲ့ဒီ passage ဘက်ကနေလိုက်ပြီးရေးမှလဲဆိုတာကိုဒီနေရာလေးမှာထည့်ပေးရမယ်။ကိုက introduction မှာ passage 1ကို support လုပ်မယ်ဆိုလို့ရှိရင်အဆုံးထိဒီ passage ကိုပဲ support လုပ်ရမယ်။အာနောက် body 1ကြတော့မှနောက် passage 2ကို support လုပ်တယ်ဆိုပြီးတော့ရေးလို့မရဘူးပေါ့နော်။ okay ဒါလေးရ first page spot တတတတတဆိုပြောတော်တော်လေးတွေတချောင်းလေးတချောင်းတချောင်းသုံးချောင်းရေးရမှာမဟုတ်ဘူးသူပေးထားတဲ့စာပိုင်းနဲ့အညီခုနပြောဆိုရှင်းလုံးနံလေးတွေဖြည့်ပြီးတော့ရှင်းအောင်ရေးပေးမယ်ပေါ့နော် okay body 1 2 3ကတော့ issue တွေ problem တွေပေါ့เนาะသူတို့ပြထားတဲ့ issue တွေ problem တွေပဲကွဲသွားမယ်ဂျန်တဲ့စာရေးတဲ့စာချောင်းတွေကတော့တူတူပဲရေးမယ်အဲ့ဒါဆိုလို့ရှိရင်ရေးရတာလေပို့လွယ်တယ်ပေါ့เนาะ okay that issue 1 2 3 passage ကသူတို့ပြထားဘာဘာ issue ကိုပြထားလဲဆိုတော့ကိုကဖော်ပြမယ်နောက်တစ်ခုအဲ့ issue ပေါ်မှာ first passage ကတော့ဘာကို support လုပ်တယ် second passage ကတော့ဘာကို support လုပ်တယ် okay အဲ့ passage နှစ်ခုမှာဘယ်ဟာပို့ပြီး more valid ဖြစ်တယ်လဲ ဆိုတာကိုပြန်ပြီးတော့ရေးပေးရမယ်ပေါ့နော်ဆိုပြီးနောက်ဆုံး conclusion conclusion ပထမဆုံးဘယ်လိုမျိုးအဆုံးသတ်မလဲဆိုလို့ရှိရင် passage တစ်ခုတည်းရနေပြီးတော့ကိုရေးထားတဲ့ passage အဲ့ passage က better supported better supported ဒါမှမဟုတ်လို့ရှိရင် more valid than ကိုမရွေးထားတဲ့ passage because ဘာလို့လဲဆိုတာထည့်ရေးမယ် okay less supported ဖြစ်နေလို့ရှိရင်တဲ့အဲ့ဒီနေရာမှာဘယ်လိုမျိုးလေးတွေထည့်ရေးလို့ရလဲဆိုတော့ unreasonable claims တွေပါတယ် unsupported story lack of logical reasoning ဆိုပြီးတော့အဲ့လိုမျိုးလေးထည့်ရေးလို့ရရကွာကိုကြီးတဲ့ဒီ passage 1ပဲဖြစ် passage 2ပဲဖြစ်ကိုကတကယ်လို့ okay ထားလိုက်ပါ passage 1ကို less supported ဖြစ်တယ်ဆိုပြီးတော့ရေးမယ်ဆိုပါတော့အဲ့ချိန်မှာဘယ်လိုရေးလို့ရလဲဆိုတော့ because အဲဒီ because ရဲ့နောက်မှာဆက်ပြီးရော unreasonable claim တွေပါလို့ unsupported story တွေပါလို့ဒါမှမဟုတ်လို့ရှိရင် lack of logical reasoning တွေပါလို့ဆိုပြီးရောထည့်ရေးဆက်ပြီးရောရေးပြီးလို့ရရတယ်ပေါ့နော်နောက်တစ်ခုက butter supported ဖြစ်ရင်ရောဘယ်လိုရေးမလဲ butter supported ဖြစ်ရင် provide facts တွေပါတယ် evidence တွေပေးတာ provide evidence တွေပေးတာတွေ provide information တွေပါတယ် valid ဒါမှမဟုတ်လို့ရှိရင် valid ဖြစ်တဲ့ information ပါမယ် data တွေ details တွေ statistics တွေပါပြထားတယ်ဆိုပြီးရောကို support လုပ်တဲ့ စာပိုက်ကိုအထည့်ရေးပေးလို့ရတယ်တဲ့အာကျမဖြီးခဲ့တော့ငါပေါ့နော်ကျမခုနကပြောသလိုပဲကျမဖြီးရတဲ့စာပိုက်မှာ statistics တွေပါတယ်ပေါ့နော်အဲ့ဒီ statistics က passage နှစ်ခုပေးထားမယ်ဆိုပါတော့နှစ်ခုလုံးမှာ statistics မပါဘူးတစ်ခုမှာပဲပါတယ်အဲ့တော့အဲ့ဒီတစ်ခုဘက်ကိုလိုက်ပြီးတော့ဒီဟာကတော့ပို့ပြီးတော့ valid ဖြစ်တယ်ဘာလို့လဲဆိုတော့ it provide statistics ပေါ့နော် statistics တွေပေးထားလို့ဒါပို့ပြီးတော့ valid ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကဒါကိုရွေးပါတယ်ဒါက butter spotter ဖြစ်ပါတယ်ဆိုပြီးတော့ရေးပေးလိုက်တယ်ပေါ့နော် နောက်ထပ်ပေါ့နော်နောက်ဆုံးတစ်ခုနောက်ဆုံးတစ်ချောင်းကဘယ်လိုရေးမလဲဆိုတော့ခုနအပေါ်မှာရေးခဲ့တဲ့ဒီလိုဒီစာချောင်းတွေအတိုင်းပဲဒီစာချောင်းတွေဒီစာချောင်းတွေအတိုင်းပဲဘယ်ဟာကတော့ပို့ပြီးတော့ butter spot တက်ဘယ်ဟာထပ်ပို့ပြီးတော့ဖြစ်ပါတယ်ဆိုတော့ဟာလေးနဲ့ညီကုန်းချုပ်ပေးရမယ်ပေါ့နော်ကြောကျမဒီနေ့အတွက်ကျမရဲ့ tips အဲဒီ GD RL extended response အတွက် tips လေးရောဒီလောက်ပါပဲတကယ်လို့အဲကိုက음 ဘလို့ရေးရမှန်းမသိသေးဘူးတိတ်ပြီးတော့စာမကြည့်သေးဘူးဆိုလို့ရှိရင်တော့မနှက်ဖြန်ဒီချိန်လောက်မှာပဲအဲဒီ couplean ရဲ့ chapter 6လေးကိုတင်ဖို့တော့ရှိပါတယ်အဲ့ဒါလေးပဲစောင့်ကြည့်ပေးကြပါတကယ်တော့ဒီဟာကလည်းဒီစာရွက်ကလည်းပေါ့နော်ဒီမှာကျွန်မအပေါ်မှာပြထားတဲ့အတိုင်းပဲ bonus ရှိပေါ့ bonus ရှိပေါ့နော်ဘာလို့လဲဆိုတော့မနှက်ဖြန်တင်မဲ့သင်ခန်းစာ chapter 6ရဲ့ chapter 6ရဲ့နောက်ဆက်တွဲလို့ပြောလို့ရရပေါ့နော် chapter 6 တင်ပြီးတော့မှတင်မိမယ်လို့လုပ်ထားပေမဲ့နေမကောင်းဖြတ်သွားတော့ဒါလေးပဲအရင်တင်လိုက်ရပါတယ်လို့ပြောအားလုံးကြည့်ရှုပေးကြရတဲ့အတွက်ကျေးဇူးတင်ပါတယ်